hello အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့သသားမိမိလေးတွေအတွက် Jolly Phonics ဆိုတာဘယ်လိုသင်တယ်လေးလဲဆိုတာလေးကိုမျှဝေပေးသားမှာဖြစ်ပါတယ်တလက်စာရဲနဲ့ Jolly Phonics ဆိုတာဘယ်လိုသင်သင်ကြားနည်းလေးလို့ပြောသွားမယ်အပြင်ဘယ်လိုမျိုးအချိန်မှာစပြီးတော့ကလေးတွေကိုဘယ်အရွယ်အသက်အရွယ်မှာသင်ကြားပေးရမလဲနောက်တစ်ခုကအဲဒီ Jolly Phonics ကိုဘယ်လိုသင်ကြားမလဲဘယ်လိုသင်ပေးမှလဲသသားမိမိလေးတွေကိုနောက်ပြီးလို့ရှိရင်သင်ပေးပြီးသွားတဲ့အခါသသားမိမိလေးတွေဘာတွေတက်မြောက်လာမလဲဆိုတာလေးကိုပြပြပေးသွားမယ်အပြင်ဒီဗီဒီယိုပြုလုပ်ရခြင်းရဲ့ရည်ရွယ်ချက်ကလေးကိုပါအစုံအမထည့်သင်ပေးသားမှာဖြစ် င်ပါတယ်ရှင်ဒါဆိုရင်ကျွန်တော်တို့ကမကြခင်မှာပညာသင်ရတော့မယ် KGB ဆုံးသွားပြီအဲ grade 1တက်ရတော့မယ်မေမေလေး KG အရွယ်မေမေလေးတွေအတွက်ဗီဒီယိုလေးကိုရေပြီးတော့ပြုလုပ်ပေးရခြင်းဖြစ်ပါတယ်ရှင်โอเคဒါဆိုရင်ကျွန်မဗီဒီယိုလေးကိုစပြပါမယ်เนาะအဲ့တော့ Jolly Connect ဆိုတာကျွန်မ KUS ဆိုတော့အနောက်နိုင်ငံတွေမှာပါ သင်ကြားနေတဲ့နေရာဖြစ်ပါတယ်။ဘယ်ကနေဆင်းသက်လာတယ်ဆိုတော့ phonetic လို့ခေါ်တဲ့ IPA dictionary မှာပါရင်လေတော်တော်များသိကြမှာပါ။အဲ့ဒါ IPA method လေးတွေ E ရဲ့အတန်ကဘလို့အတန်ထွက်တဲ့သူမဒီလိုမျိုး E ရဲ့အတန်ဆိုလို့ရှိရင်အဲကျွန်တော်တို့ဒီမြန်မာနဲ့ဆိုရင်ငတ်သက်နဲ့နည်းနည်းဆင်းနေလေ။ I ရဲ့အတန်ဆိုလို့ရှိရင် it ဆိုလို့ရှိရင်တော့ I ပုံစံလေးပေါ့နော်။စသည်အဖြစ်အဲ့လိုမျိုးအတန်လေးတွေဟာသင်္ကေတလေး symbols လေးတွေ English dictionary မှာရှိပါတယ်။ symbols လေးတွေကိုတကြွနားလည်သွားပြီဆိုရင်ဟောဘာတွေတက်လာမလဲဆိုတော့ English စလုံးကိုဘယ်သူမှအတန်ထွက်မပြောဘဲနဲ့ dictionary မှာအတန်ကိုသွားနားထောင်စရာမလို့ ုံတော့ပဲနဲ့ကိုပါသားကိုအတန်ထွက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 ်သွားမယ်အဲ့လိုစနစ်ကိုရလာမယ်ဒါပေမဲ့အဲ့ဒါကလူကြီးတွေတော့ကတော်တော်များများဒီရောတိတ်ပြီးတော့ဘယ်လိုပြောမလဲနားမလည်နိုင်ပေါ့နော်ခက်ခဲတယ်လို့ပြောရမယ်အချိန်ပေးပြီးလေ့လာရတယ်ဒါကြောင့်ကျွန်တော်တို့ကကလေးတွေကိုလည်းငယ်ငယ်တုန်းကကျွန်တော်တို့ဘယ်လိုသင်ခဲ့ကြရတယ်လဲ CAT CAT ကြောင့် FAT FAT ဝါတော့ MB UTI FUL Beautiful အဲ့ဒါဆိုနေနဲ့ရှိသေးတယ်မူလတဲ့တော့ဆိုလို့ရှိရင်အဲကျွန်တော်တို့က SIT 620အဲ့လိုမျိုးပေါ့နော် CAT CH CATCH PANDY FSH FISH ငါအဲ့လိုမျိုးလေးသင်ခဲ့ကြရတယ်အဲ့လိုစလုံးတွေကိုပေါင်းပြီး တော့ face ဆိုတာငားဖြစ်တယ်အခုမှကိုယ့်ရဲ့စိတ်ထဲမှာ imagination ပေါ့နော်ပုံဖော်ပြီးတော့အဲပြောရမယ်ပြီးလို့ရှိရင် light light ကျက်ရမယ်မြန်မာလိုလည်းမြန်မာစာလည်းစလုံးမောင်းနဲ့ကျက်ရမယ်အင်္ဂလိပ်စာလည်းစလုံးမောင်းကျက်ရမယ်အဲ့လိုဆိုကလေးတွေဝင်များစေတယ် ဒါကြောင့်အဲ့ဒါလေးမဖြစ်အောင် Jolly Phonics တင်းကြီးလေးကဒီ phonetic ကိုအခြေခံထားတဲ့ IPA ကိုအခြေခံထားပြီးတော့တည်ထွင်ထားတဲ့ mix ဖြစ်တဲ့ကြောင့်မလို့ phonics ဆိုတာဖြစ်လာတယ်။အတန်တွေကိုတင်ကြမယ်။အဲ့တော့ဘလို့အတန်တွေလဲ IPA ကနေတည်ထွင်ထားတဲ့ phonics ကိုစတင်တည်ထွင်ခဲ့တဲ့ပညာရှင်တွေက alphabet လေးတွေ ABCD alphabet လေးတွေ letters လေးတွေ sounds လေးတွေကိုကလေးတို့တသားမိမိတို့သင်ပေးမယ်ဆိုလို့ရှိရင်ကလေးတွေဟာမိမိဘာသာမိမိသူတို့ဘာသာသူတို့ပေါ့နော်။ကလေးလေးကိုနိုင်ကိုကရှိရဥဆောင်သူပဲကျွန်တော်တို့တစ်ခါပဲသင်ရမယ်။သူ့ဘာသာသူအကုန်လုံးကိုဖတ်တတ်သွားမယ်ဆိုတဲ့ တင်ကြားနည်းလေးကိုတိလာကြတဲ့အခါအရင်ဆုံး US UK နိုင်ငံတွေတို့မှာသူတို့ကဆန်းသက်ပြီးတင်ရင်းနဲ့အောင်မြင်လာတဲ့အခါမှာအခုဆိုရင်ကျွန်တော်တို့မြန်မာပြည်တွေမကဘဲနဲ့ဒီအရှိတော့အာရှပေါ့နော်အဓိကများသောဖြစ်ကတော့အိန္ဒိယဒီချယ်တွေများတဲ့အိန္ဒိယတို့ထိုင်းတို့ Philippines တို့မှာဒီ phone ကိုတင်နေရင်းနဲ့တင်နေတင်နေကြတာပေါ့နော်ကျွန်မမသိတဲ့နိုင်ငံနဲ့အခြားသောနိုင်ငံတွေရှိရရှိနိုင်ပါတယ်အခြားနိုင်ငံတွေရှိရဆိုလို့ရှိရင်လည်းဒီ video ကိုမအောက်မှာ comment လေးမှာ mention ပေးလို့ရပါတယ်နော် အဲ့တော့ကကျမတို့က Jolly Fornis ကိုအဲ့လိုမျိုးတွင်းတွင်းကြီးကြီးတင်လာတဲ့အခါကလေးတွေအတွက်ဘာတွေအကျိုးကျေးဇူးရရှိတယ်လဲဘောနော်ဒါဆိုရင် Jolly Forn အဲ့ဒါက Jolly Forn တင်ကြနည်းလေးကို intro ဝင်ခဲ့တာဖြစ်ပါတယ်ဒါဆိုရင် Jolly Forn တင်ကြနည်းလေးကအတန်လေးကိုတင်မယ်ဘသူရဲ့အတန်လေးလဲ A to Z letter alpha valid ရဲ့အတန်ကိုတင်မယ်အဲ့ဆိုကျမတို့ကငငယ်တုန်းကတည်းကဒါဆိုရင်ဒါဆိုရင်တင်ရတဲ့ letter D เนาะဒါဆိုရင်တော့ letter m အကုန်လုံးတည်တယ်အဲ့တော့ letter တစ်ခုချင်းစီရဲ့အတန်ကိုကျမတို့နာမည်တွေကိုတည်တယ်အဲ့တော့ဘာဖြစ်လို့အင်္ဂလိပ်စလုံးပေါ်ကြက်ရလဲဆိုကျမတို့ letter sound တွေကိုမသိလို့ဖြစ်ပါတယ်အဲသတိထားမိလားမသိဘူး r a b b i t rabbit လို့အတန်ဒီတိုင်းထွက်သွားတယ်အဲဆီယမောက်ကရှေ့ကဥဆောင်သူကတင်လို့မေမေကတင်ပြီးလို့ rabbit ဆိုပြီးကျမတို့တက်ခဲ့တယ် rabbit r a b b i t rabbit ယုံယုံလို့တက်ခဲ့တယ် ဘလို့ကြောင့် rabbit တို့ထွက်သွားတာလဲသိလားမသိဘူးเนาะအဲ့တော့တီးဖို့နီလန်လေးကကျွန်မအခုပြပြမယ် Jolly Fornis နီလန်လေးနဲ့တင်တာဖြစ်ပါတယ်အဲ့တော့ Jolly Fornis နီလန်လေးမှာ ABCD ကိုချက်ဖို့လည်းမသိဘူးချက်နည်းညံ့လည်းမသိဘူး ပိုတင်တယ်လဲဆိုတော့အတန် A to Z letter လေးတွေရဲ့26လုံးရှိမယ် ABCD ပေါ့နော်26လုံးသော letter လေးတွေအတန်ကိုလည်းတင်တဲ့အပြင်ကျွန်တော်တို့က digraph အတွဲလို့ခေါ်ရဲပေါ့နော်နှစ်တန်နှစ်တန်တင်တယ်ပေါ့နော် two letter sound နှစ်တန်စလုံးတွဲတွေပါတင်ရမယ်ဥပမာဘာလဲဘာလဲဆိုရင်ရှေ့ဥပမာ UE ပေါ့နော် UE sounds က โอเคဒါမျိုးပေါ့เนาะအဲ့တော့ u နဲ့ e နဲ့အတူတူလာပြီဆိုလို့ရှိရင် you e make two vowels make one sound အဲ့တော့အရှိကအတန်စကားပြောမယ်နောက်ကအတန်စကားမပြောဘူး u လို့အတန်ထွက်မယ်အဲ့လိုမျိုး vowel digraph တွေ consonant digraph တွေအတွဲပါအကုန်လုံးပေါင်းလိုက်မယ်ဆိုရင် jolly phonics ကိုတီထွင်ခဲ့တဲ့ဆရာတွေကပေါ့เนาะ52တန်နဲ့2တန်သောစလုံးတွေကိုတသားမိမိလေးတွေကိုသင်ပေးမယ်ဆိုရင်ကလေးတွေကသူ့ဘာသာသူစလုံးပေါင်းနိုင်ပါမယ်โอเคဒါဆိုရင် jolly phonics ဆိုတာအတန်အသေးစိတ်ပေါင်းတာတော့ဒီမှာမပါဘူးဘလို့သင်နည်းလဲဆိုတာကိုမျှော်ပြီးမှမျှော်ပြီးတဲ့ဗီဒီယိုဖြစ်တဲ့အတွက် jolly phonics သင်ကြားနည်းလမ်းလေး ကိုကျွန်တော်တင်လိုက်မယ်ဆိုရင်ကလေးတွေကမိမိဘာသာမိမိအင်္ဂလိပ်စာလုံးတွေကိုသူ့ဘာသာသူဖတ်တတ်သွားမယ်အဲ့ဒါဆိုရင် Jolly Phonics မှာဘာတွေသင်ရမလဲဆိုတော့ A to Z လက်ထက်လေးတွေအပြင် vowel digraph vowel အတွဲလေးတွေ consonant digraph အတွဲလေးတွေဥပမာ F I S H S ရဲ့အတန်က English မှာဆိုတဲ့အတန်ရှိတယ် H ရဲ့အတန်က English မှာဒီ English phonics မှာအတန်ရှိဥပမာကလေးတွေက hopping more တဲ့အခါပေါ့နော်ထွက်လာတဲ့အတန်မျိုးကျွန်တော်တို့ခုံတဲ့အခါထွက်လာတဲ့အတန်မျိုး ဟာဆိုတဲ့အတန်လေးသူတို့လေးတွေကနေစဉ်ဘဝပတ်ဝန်းကျင်နီးစပ်တယ်အဲ့ဒီဟာကိုသူတို့ action နဲ့တင်ပေးတယ်ဒီတိုင်းမဲ့ဒါကတော့ဘာအတန်ချက်လို့မဟုတ်ဘူးအဲ့လိုတင်ပေးရနီးလမ်းမဟုတ်ဘူးတတမိမိလေးတွေကိုအတန်နဲ့ action နဲ့တင်ပေးရနီးလမ်းနေဖြစ်ပါတယ်ဒါကြောင့်မလို့ကလေးလေးတန်းလူကြီးတန်းလူကြီးတန်းမောလို့ရှိရင်ကျွန်တော်တို့နှုတ်နှုတ်ကနေဘလို့အတန်ထွက်ကြတယ်လေအဲ့အဲ့ဒီအတန်လေးဟာဆိုတဲ့အတန်လေးကိုလက်ထပ် H ရဲ့အတန်လို့မှတ်အောင်သူတို့ကိုကြပြလေးနဲ့အတင်ပြရခြင်းဖြစ်ပါတယ်ဥပမာ I like to hop 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 up and down ကြပြလေးရှိရပေါ့နော် phonic ကြပြလေးအဲ့လိုလေးသင်ပေးတာဖြစ်ပါတယ်ဒါဆိုရင်ဆိုတဲ့ကြပြလေး listening နဲ့အဲ့ဒီကြပြလေးကိုလိုက်တယ်အတန်ကြာ h ရဲ့အတန်ကိုငါတိသွားပြီ h ကိုမြင် hello ဖတ်မယ်တသားမိမိတို့ရေနားထဲမှာ အတန်ကြာ H ကိုရေးမယ်ဆိုပြီးကလေးလေးတွေကိုသင်ရမယ်နီလန်လေးဖြစ်ပါတယ်နောက်တစ်ခုကဥပမာဒါဆို S ရဲ့အတန်ကျမတို့ငငယ်လေးကြီးတဲ့ SNAKE snake SIT sit tiny စတဲ့အဖြစ် LL လိုမျိုးသင်ခဲ့ကြ SVN 7အဲ့လိုသင်ခဲ့ကြတယ်ဘလို့ကြောင့်ထွက်ခဲ့တာလဲ S ရဲ့အတန်ကို S နဲ့စတဲ့စလုံးနိုင်ကိုစလိုဘလို့စထွက်ရလဲဆိုတော့ letter S sound ကဖြစ်ပါတယ် Sam နဲ့ Sandbox ကလေးကဒီနေ့လမ်းလျှောက်ထွက်လာတဲ့အချိန်မှာ phone story ကလမ်းလျှောက်ထွက်တဲ့အချိန်မှာငွေအကြီးပေါ့နော် giant snake ကြီးတွေ့တဲ့အခါမှာကျမတို့က မွေရသူတို့ကိုအဲဘယ်လိုပြောမလဲမွေရလူကိုမြင်တော့ရှ်ပြောမှာပေါ့အဲကနေခံမှန်းကျအတန်ထွက်လာတယ်ဆိုတဲ့အတန်လေးကိုပျော်ကလေးတွေကိုအတင်ပြမှာဖြစ်ပါတယ်ကြပြလေးကဘယ်လိုလဲဆိုတော့ the snake is in the grass the snake is in the grass the snake is in the grass အဲ့လိုကပြားလေးကို listening သင်ပေးလိုက်မယ်ဆိုရင်တို့က letter s အဆောင်းအတန်ကို letter s ရဲ့အတန်ကိုနားလည်သွားရောရသွားရော Okay ဒါဆိုရင်ကျွန်တော်တို့က letter s ရဲ့အတန်လေးရပြီ letter h ရဲ့အတန်လေးရပြီ teacher စစနာပြောတာ h ရဲ့အတန်က letter s ရဲ့အတန်က s ။ဒါဆိုရင် FISH မှာတွေးမိလားမသိဘူး။ဘလို့ကြောင့် Fasher လို့မထွက်တာလဲ။မထွက်ပါဘူး။အဲ့လို26တန် A ကနေ Z ထိအတန်လေးတွေကိုတင်လိုက်တဲ့အပြင်ကျွန်တော်တို့ကနော်26တန်မှာ C နဲ့ K ကအတန်တူတူဆိုတော့25တန်ပဲကျွန်တော်တို့တင်ရမယ်။ A to Z ကိုတင်မယ်ဆိုရင်။ဒါဆိုရင်ကျွန်တော်တို့က S နဲ့ H ရဲ့အတွဲလေးကိုကလေးလေးတွေကိုအမြဲတမ်းနောက်တစ်ဆက်မှာ consonant digraph အနေနဲ့နှလုံးလာတဲ့တတံပဲထွက်တယ်ဆိုတော့အတန်ကိုပြန်တင်ရမယ်။အတန်ဖြစ်တယ် เนาะအဲ့တော့ကလေးလေးအိတ်နေတယ်ပေါ့เนาะ hush 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 don't make a noise ဆိုတဲ့ကပြားလေးပေါ့နော် be quiet and be so the baby asleep and shh 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 အဲ့ဒါကပြားလေးပေါ့နော် shh 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 အဲ့ကလေးလေးအိတ်နေတယ်လူကြီးအိတ်နေဖဖွားအိတ်နေဖဖေးအိတ်နေမစုနဲ့ shh ဆိုတဲ့အတန်လေးကိုလည်းထပ် s နဲ့ h ကိုပေးထားတယ်ဒါကြောင့်မလို့ f ရဲ့အတန်က အတန်ရှိတယ် letter f ရဲ့တန်ကဘယ်ကနေလာတာလဲဆိုတော့ floating fish လေးမှာ it got a hole not မှာပောက်ကလေးပောက်လာမယ်ကျမတို့ကသူ့ကိုဖိလိုက်မယ် press လုပ်လိုက်မယ်အချိန်မှာလေဒီထွက်လာမယ်ဘယ်လိုထွက်လာမလဲလေဒီကတင်းတောင်းတင်းတောင်းလို့မထွက်ဘူးအဲ့ဒီတဲ့ကဆိုတဲ့အတန်လေးလက်ထက် F ကိုပေးမယ်။ I ရဲ့အတန်ကဘလို့ကြောက်ကျွန်တော်တို့ကကလေးတွေကိုအရင်သင်ပေးရမှာက I sound it အေးအင်ကီဒါမောက်စ်စ်မိုက်ပက်အင်ကီမောက်စ်လီယာဒီသူသူခန္ဓာကိုယ်မှာနော်မှင်လေးတွေပေးသွားတဲ့အခါမှာသူငိုတဲ့အတန်လေးပေါ့နော်သူသူ့ကိုသူသူမကြိုက်လို့ခန္ဓာကိုယ်မှာမှင်နေပေးတဲ့သူအော်တဲ့အတန်လေးအေးအေးကျော်ကလေးရဲ့နှာခမ်းမွေးလေးနဲ့ပေါ့နော်အေး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 ဆိုတဲ့အတန်လေးကိုကျွန်တော်တို့အိုင်ကိုပေးမယ်ဒါကြောင့်မလို့ f a s h fish ဆိုတဲ့အတန်ရတယ် s h အတန်က sh အတန်ယူလာဖြစ်တဲ့အတွက် a s h fish လို့ရတယ်ဆိုပြီးကလေးလေးတွေကိုကျွန်တော်တို့က တင်ပြရမှာဖြစ်ပါတယ်ရှင်โอเคဒါဆိုရင် Jolly Furnish Nilan က A to Z အတန်လေးတွေကိုအတန်နဲ့နာမည်နဲ့တင်တာနဲ့မကဘဲနဲ့ letter sound နဲ့တင်နေဆိုတာကျွန်မဒီဗီဒီယိုလေးမှာပြပြခဲ့ပြီးပြပြတယ်နောက်ထပ်တစ်ပိုင်းကကြတော့ဘလိုကလေးတွေကိုတင်ပြတင်တယ်လဲဆိုတဲ့အပိုင်းကိုတော့မှာဖြစ်ပါတယ်အဲ့တော့ဘလိုကလေးမျိုးကိုတင်ပြရမှာလဲကျွန်တော်တို့က KG အွယ်ပေါ့နော်အဲ9နှစ်ပြည့်ပြီလို့ကျွန်တော်တို့ KG တက်နေတဲ့အချိန်လေးလေး9နှစ်မပြည့် KG တက်ခွင့်မရဘူးအဲ့တော့ KG ကနေစတင်ပြီးကျွန်တော်တို့ကသူတို့လေးတွေကိုဗားရေးခိုင်းပြီလဲဆိုတော့ KG မှာ A to Z လေးတွေရေးခိုင်းမယ်ကာကြီးခခွေလေးတွေရေးခိုင်း က်မယ်နမယ်နဲ့အပရီ KG မှာသူတို့ကိုနမယ်နဲ့လည်းတင်မယ်အပြီးတဲ့အပြင်ဒီ KG ရောက်တဲ့အခါမှာလည်းအဲဒါဆိုရင်ဥမာမြန်မာနဲ့ဆိုကာကြီးအဲကာဥမာဆိုအင်းရတသားငယ်ဆိုအခုပရီ KG တက်နေပြီပေါ့နော်ဝါလုံးလေးကဝက်အဲဝက်မှာဝက်ဆိုတဲ့စကားမှာဝါလုံးလေးပါတယ်ဝါလုံးလေးကဝက်ဝွန်အဲ့လိုမျိုးတင်သူတို့ပဲအင်္ဂလိပ်ဆိုလို့ရှိရင်လည်းသူကပြောတယ် pig is p ဟော pig မှာ p ပါတယ်ဆိုတဲ့ဟာကိုသူတို့က pig မှာ p ကိုတိုင်းတစ်လုံးနဲ့မတင်မနဲ့စကားလုံးနဲ့အကောင်ဘလောင်နဲ့တွဲတင်တဲ့အခါမှာသူတို့ရဲ့ voc vocab ကျလဲသူတို့သိသွားတယ်ဥပမာ bear ဆိုရင်ဘီနဲ့စတယ်အဲ့လိုမျိုးလေးတွေကိုသိဖို့ကျမတို့ကအ pre kg မသင်ခဲ့ရမယ် okay kg မှာကျတော့တသားမမီတို့ရဲ့အဲကျမတို့မူလာ kg စာအုပ်ကိုကြည့်ဘူးလားမသိဘူးเนาะ kg မြန်မာစာအုပ်မှာဆိုလို့ရှိရင်လဲအဲဒီတန်းဆိုင်အခြေခံမှာလဲ grade 1တန်းရဲ့ grade 1ပထမတန်းမြန်မာစာရဲ့အခြေခံမှာကော english ရဲ့